။ဟုတ်တဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီယဟန်ကိုဥပမာလေးနဲ့ပြောတယ်။ယဟန်နဲ့သင်ဟာဘာနဲ့တူနေလဲဆိုတော့ပေါ့ပင်ကိုမမြင်ဘူးတဲ့လူတယောက်ပေါ့ပင်ဆိုတာဘလို့ရောလို့လှဲ့လေမေးမြန်းဒါလေးကိုလည်းပဲဒီတုတ်တန်ကိုဖွင့်တဲ့အထက်ကရာထဲမှာအကျေတဝန့်ဖွင့်ပြထားတဲ့သူကဝိထုဇာကြောင့်လေးနဲ့အရှိတုံးကအလွန်စွမ်းတဲ့ဈေးဆရာကြီးတယောက်ရှိနော်အဲ့ဒါတနေ့တော့သူ့တွေကိုဒီ န္ဓာကိုအားနေတဲ့ယောဂရှိတဲ့လူတယောက်က ရောက်လာပြီးတော့ဆရာကြီးကိုဆင်းနေတောင်းတောင်းတော့ဆရာကြီးကဆေးလေးတွေပေးပြီးတော့ဒီဆေးကိုမင်းပောက်ပင်ကိုရအောင်ရှာရှာပြီးရင်အဲ့ဒီပောက်ပင်ရအကိုင်းကိုဖြတ်အဲ့ဒီအသားကိုအချောက်လန်းလှမ်းပြီးလို့ရှိရင်မီးရှို့ပြာချအဲ့ဒီပောက်သားပြာလေးကိုရေနဲ့ဖြောကြီးကြီးလေးဖြစ်အောင်ရေကြီးလေးဖြစ်အောင်လုပ်ပြီးတော့ဒီဆေးနဲ့မင်းဖြောတော့အဲ့ဒါဆိုရင်မင်းရောကပျောက်တယ် အဲ့ဒါနဲ့သူအဲ့တိုင်းတောက်လိုက်တာယောဂါတကယ်ပျောက်သွားပျောက်သွားတဲ့အခါကျတော့ဒီလူကတခါတည်းသူယောဂါပျောက်တဲ့အခါကျတော့ဒီသတင်းကပြန့်နေပေါ့နော်နောက်ထပ်တယောက်ကလည်းပဲဒီယောဂါဖြစ်တော့ဟာဒီယောဂါဒီဆရာကြီးကူတာပျောက်တယ်ဆိုတော့သွားပြီးတော့စင်ဒီတောင်ဒီတိုင်းပဲနပေါက်သားပြာချပြီးတော့အဲ့ဒီပြာရည်နဲ့ဆရာကြီးပေးတဲ့ဆေးရောတောက်ပြီးတော့ပျောက်ကြတာပျောက်တော့ဒီလိုနဲ့ဒီဆေးကနာမည်ကြီးနေအဲ့ဒါနဲ့ခတ်တုံးတုံးလူတယောက်ကသူကလည်းဒီယောဂါဆွဲတယ် ။ဆွဲတဲ့အခါကျတော့ဆရာကြီးဒီဆေးလာတောင်းတော့ဆရာကြီးကဆေးပေးလိုက်တယ်ရော့မင်းဒီဆေးကိုနောက်ပေါက်သားပြာချပြီးတော့ရေနဲ့ဖြော်ရေကြီးလေးနဲ့ဒီဆေးဖြော်တောက်လို့ပေးလိုက်။အဲ့ဒီမှာသူပေါက်ပင်ကိုသူမသိ။မသိတဲ့အခါကျတော့ပေါက်ပင်သိမယ်လို့သူစိတ်ထဲယုံကြည်တဲ့လူတွေကိုသူလိုက်မေး။ပေါက်ပင်ဆိုတာဘလို့ဟာတော့အဲ့တော့တယောက်ကဖြေတယ်တဲ့ပေါက်ပင်ဆိုတာကွယ်မီးလောင်ကုတ်တူကြီးဘာရွက်မှလည်းမရှိဘာအပွင့်မှလည်းမရှိမဲချောင်းနေ ဟုတ်တယ်ပေါက်ပင်ကနော်ဒီဘက်ရှိလားမသိဘူးကျွတ်တို့ရွာဘက်စီတော့အလွန်ပေါဟုတ်လားအကုန်လုံးအရွက်ကြွေသွားပြီပွင့်နေလဲကြွေသွားပြီဆိုရင် तू ကတကယ်ကိုနော်အကျိုးပြိုင်ပြိုင်အယူပြိုင်ပြိုင်ထားတယ်မွေးချောက်ပြီးတော့အသားလည်းတကယ်မဲသေးတာ तू ကအဲ့ဒီအခြေအနေကိုမြင်ဘူးတဲ့လူကအဲ့ဒီအခြေအနေကိုပြောလိုက်တယ်အဲ့တော့ဟိုလူကမှတ်သွားတယ်အော်ပေါက်ပင်ဆိုတာမီးလောင်ထားလို့ဘာမှမရှိတဲ့အပင်ကြောက်ကြီးလိုမျိုးတယ်လို့သူမှတ်တာ အဲ့ဒါနဲ့ तू နားမလဲဘူးနားမလဲတော့နောက်တယောက်ထပ်မေးနောက်တယောက်ထပ်မေးတဲ့အခါကျတော့နောက်တယောက်ကဘယ်လိုပြောဆိုပေါ့ပင်ဆိုတာကွာနော်အသားအစ်တည်းလိုပဲရဲရဲနီးနေတာတပင်လုံးကိုရဲနေတာပဲလို့ပြောတယ်ဟုတ်တယ်အပွင့်နေအတင်းပွင့်နေတဲ့အချိန်မှာပေါ့ပင်တပင်လုံးကဘာဖြစ်နေလို့ရဲနေတယ်အဲ့ဒီအချိန်မှာတကယ်ပဲပေါ့ပင်ဟာရဲနေတယ်အဲ့ဒါနဲ့ तू နောက်တယောက်ကိုသွားပြီးတော့မေးတော့နောက်တယောက်ကဘာပြောလို့ဆိုတော့ပေါ့ပင်ဆိုတာတဲ့ နော်မဲမဲရှည်ရှည်အတောင်လေးတွေတွဲရဲကြပြီးတော့သီးနေနော်အတောင်မဲမဲရှည်ရှည်လေးတွေကအကုန်လုံးဂူလိုစီးပြီးတော့တွဲရဲကြပြီးတော့သီးနေတာအဲ့လိုပင်ဟာပေါက်ပင်ပဲနော်အပွင့်ပွင့်ပြီးတော့အရွက်မကြွေသေးခင်မှာအသီးသီးနေတဲ့အနေအထားမျိုးလေးလည်းရှိတယ်ပေါက်ပင်မှာအဲ့ဒီအခြေအနေပြောလိုက်တော့ပေါက်ပင်၃ရောင်မေးတာ၃မျိုးဖြစ်နေမျက်စိတွေကလဲနေပြီဟုတ်လားအဲ့ဒါနဲ့နောက်တစ်ယောက်အဆင်ပြေမလားလို့မေးလိုက်တဲ့ခါကျတော့နောက်တစ်ယောက်မှပိုဆိုးသွားနောက်တစ်ယောက်ကပေါက်ပင်ဆိုတာကွာနော်ညောင်မင်းများလို့ပဲ အရွယ်နှုတ်တွေအရွယ်ရင်တွေထပ်ပြီးတော့တခါတည်းညို့မှိုင်းအုပ်ဆိုင်နေတာပေါက်ပင်ဆိုတာအာနောက်တကယ်အရွက်တွေနော်ဝေနေတဲ့အချိန်မှာလည်းပဲပေါက်ပင်ကအဲ့လိုမျိုးကတကယ်ရှိနေလားဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီလူရဲ့စိတ်ထဲမှာဘလူတွေဖြစ်ကုန်ပြီတော့လေးမျိုးကွဲသွားပြီနော်အေးအဲ့ဒီလူလိုပဲတဲ့တင်ရလဲပဲကိုကိုတိုင်းသိအောင်ဘာမှမလုပ်သေးပဲနဲ့မသိတဲ့လူကိုသွားမေးမေးတော့ဟိုကလည်းသူတို့သိတဲ့အတိုင်းသူတို့နားလေတဲ့အတိုင်း ပြောရရင်သူတို့ရှောင်းလန်းခဲ့တဲ့အတိုင်းပြောလိုက်တာပထမယဟန်ကဘလို့ပြောတာတော့အာယတနာ6ပါးရဲ့ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောကိုမြင်လို့သူ့ရဲ့ဉာဏ်မြင်တွေဟာစင်ကြယ်ခဲ့တာအာဟုတ်လားဒုတိယယဟန်ပါတော့ခန္ဓာ5ပါးတတိယယဟန်ကမဟာဗုဒ္ဓကြီး4ပါးသတုဒ္ဒယဟန်ဟာ ဖြစ်လာတဲ့တရားမှန်သမျှဘယ်တရားမှအတီးမြဲနေတာမရှိဘူးအကုန်လုံးပျောက်ကွယ်သွားကြတာကြီးပဲဒါကိုမြင်လို့သူ့ရဲ့ဉာဏ်မြင် စင်ကြယ်ခဲ့တာအာ ဟုတ်လားအခုလည်းပဲသင်ဟာအဲ့ဒီလိုမျိုးပေါက်ပင်ကိုမေးရင်းနဲ့ပေါက်ပင်ရဲ့အကြောင်းကို နားမလည်ပဲနဲ့လဲထွက်နေတဲ့လူလူဖြစ်နေပြီအဲ့ဒီလိုများစွာဘုရားအမိန့်ရှိပြီးတော့တရားရဲ့ဒုတိယပိုင်းလို့သောတော်ကဘုံဘုံပြောတဲ့အကြောင်းအရာကိုခုစပြောမယ်။နော်အခုပြောခဲ့တဲ့အကြောင်းအရာတွေကတော့ဘာမှနားလည်ဖို့အခက်ခဲမရှိပါဘူး။ခုဆက်ပြောမယ့်အကြောင်းအရာကတော့နားလည်ဖို့နည်းနည်းခက်ခဲတယ်။နားလည်ဖို့ခက်ခဲတာတော့မဟုတ်ဘူး။နည်းနည်းလေးသူက အကြောင်းအရာများတယ်မှတ်သားနိုင်ဖို့အတွက်အကြောင်းအရာများတဲ့အတွက်ကြောင့်သူတင်စားချက်လေးတွေကအလွန်မှလှတယ်စိတ်ထဲမှာဘုံစိတ်ထဲမှာဟိုဒီဒေသနာလေးကိုကြည်ရတာအရသာအလွန်ရှိတယ်ယောဂီတို့လည်းအဲ့လိုအရသာရှိစေခြင်းတယ်ဘုံစိတ်ထဲမှာဟုတ်လားအမျက်စွာဘုရားဘယ်လိုဟောတော့ဆိုတော့ယဟန်တဲ့တကားပေါက်6ပေါက်ရှိတဲ့မြို့ကြီးတစ်မြို့ရှိတယ်တေချာနားထောင်တော့ တကားပေါက်6ပေါက်ရှိတဲ့မြို့ကြီးတစ်မြို့နော်မြို့ရိုးကြီးမှာတကားပေါက်6ပေါက်ဖောက်ပြီးတော့တိဆောက်ထားအဲ့ဒီမြို့ကတိုင်းပြည်ရဲ့အလဲကောင်မှာရှိတာမဟုတ်အန်ရည်များတဲ့ပစ္စံတရအရတိုင်းပြည်ရဲ့အစွန်ဖျားမှာရှိတဲ့မြို့တကားပေါက်ဘယ်နှပေါက်တော့6ပေါက်အဲ့ဒီတကားပေါက်6ပေါက်နဲ့တိဆောက်တဲ့မြို့မှာအလွန်မှထက်မြက်တဲ့လိမ္မာကျွမ်းကျင်တဲ့ ဝင်သင့်သူကိုသာဝင်ခွင့်ပေးမယ်မဝင်သင့်သူကိုဝင်ခွင့်မပေးတဲ့အလွန်ထက်မြက်တဲ့တကားဆောင်တစ်ယောက်ကစောင့်နေတာရှိတယ်။တကားပေါက်6ပေါက်ကိုစောင့်တဲ့လူဟာတယောက်ထဲနော်။ဟုတ်လား။အဲ့ဒီတကားဆောင်တစ်ယောက်ကစောင့်နေ။အဲ့ဒီမှာတဲ့အလွန်လျင်မြန်တဲ့တန်တမန်အစုံပညာရှိအမတ်2ယောက်တန်တမန်လို့လည်းသုံးတယ်။တန်တမန်ဆိုတာဒီတိုင်းပြည်ကအကြီးအကဲကနှစ်ခုတိုင်းပြည်ကအကြီးအကဲကိုတည်ကျင်လူလှုပ်ပြီးတော့ပြောခိုင်းတာ။ အဲဒီခေတ်ဘာလို့တန်မှုလို့ဘာလို့ဆိုတာဟုတ်လားတန်တမန်အရှိခေတ်ကလည်းရှိတာပဲနော်အဲ့ဒီတန်တမန်ကဘယ်နှယောက်လုံးဆိုတော့နှစ်ယောက်အလွန်လျင်မြန်တဲ့တန်တမန်အစုံကရောက်လာပြီးတော့အဲ့ဒီတကားဆောင်ကိုမေးတယ်ဟေးမင်းတို့မြို့ရဲ့အရှင်သခင်မြို့ပိုင်ရှင်ကဘယ်မှာတုန်းမြို့ပိုင်ရှင်ဘယ်မှာတုန်းလို့မေးတဲ့အခါတကားဆောင်ကမြို့ပိုင်ရှင်ကဒီမြို့ရဲ့အလဲကောင်လမ်းအလဲအစုံမှာ သူနေတာလမ်းလေးရှုံနေတဲ့နေရာမှာမြို့ပိုင်ရှင်ရှိအဲ့လိုလဲညှုံလိုက်ရောအဲ့ဒီလင်းမြန်တဲ့တန်တပါရှင်ကလင်းမြန်စွာသွားပြီးတော့အဲ့ဒီလမ်းအလဲအစုံမှာရှိနေတဲ့မြို့ပိုင်ရှင်ဆိုတဲ့လူကိုနော်မှန်ကန်တဲ့သတင်းစကားကိုပေးတယ်တဲ့မှန်ကန်တဲ့သတင်းစကားကိုပေးတယ်မှန်ကန်တဲ့သတင်းစကားကိုပေးပြီးတော့လာလန်းအတိုင်းပြန်သွားတယ်တဲ့ဖះဟောတဲ့ဥပမာလေးကဒါပဲ။ ဒီလောက်ကလေးပြောတဲ့အခါကျတော့ယောဂီတို့ရဲ့စိတ်ထဲမှာဘာမှနားမလဲသေးဘူးဟုတ်လားတကားပေါက်၆ပေါက်ဖောက်ပြီးတော့တိဆောက်ထားတဲ့မြို့ကြီးနော်အဲ့ဒီမှာအလွန်မှထက်မြက်တဲ့တကားဆောင်တစ်ယောက်ရှိတယ်လျင်မြန်တဲ့တန်တမာအစွန်ကရောက်လာပြီးတော့မင်းတို့မြို့ပိုင်ရှင်ဘယ်မှာတော့လမ်းစုံမှာရှိတယ်အဲ့ဒီမှာလျင်မြန်တဲ့တန်တမာအစွန်ကလမ်းစုံသွားပြီးတော့မြို့ပိုင်ရှင်ကိုဘာပြောလဲဟုတ်မှန်တဲ့သတင်းစကားကိုပြောတယ်ပြုတ်ပြီးတော့သူတို့လာခဲ့တဲ့လမ်းအတိုင်းပြန်လဲထွက်သွားကြတယ် လဒီအကြောင်းအရာလေးကိုနော်အသေးစိတ်နားလည်ဖို့အတွက်နော်ဒီသုတ်တံကိုဖွင့်ဆိုတဲ့တက္ကရာထဲမှာအကုန်ရှင်းပြထားတယ်အဲ့ဒါလေးကိုဘုံဘုံကပြောပြတယ်သူကဇက်လန်းလေးတစ်ပုဒ်လိုပဲနော်ဒီအကြောင်းအရာကို နားလည်မှဒါရဲ့နော်ဆိုလိုတဲ့အတိတ်ပဲဟိုတကယ်သိစေခြင်းနဲ့အနေအထိပဲကိုလွယ်လွယ်ကူကူသိဖို့အတွက်ဒါကဥပမာပေးထားတဲ့အပိုင်းပဲရှိသေးတာပေါ့အခုကဥပမာကိုဘုံဘုံတို့ကကောင်းကောင်းနားမလည်သေးတဲ့အတွက်ကြောင့်ဥပမာကိုအသေးစိတ်ထပ်ပြီးတော့ပြောရမယ်ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့ အောင်ရတနာခုနှစ်ပါးနဲ့ပြည်စုံတဲ့စัจကြဝဠေမင်းကြီးဟုတ်လားမင်းကြီးကရတနာခုနှစ်ပါးနဲ့ပြည်စုံစัจကြရတနာမိဖုရားရတနာနောက်ဆက်စင်မြင်းမြမထေသားအကြောက်ဘူးတယ်မဟုတ်လားဟင်ရတနာခုနှစ်ပါးဆိုတာဟုတ်လားစัจကြရတနာရှင်ရတနာမြင်းရတနာနော်ဗရမ ्या ရတနာဆက်စင်မြင်းမြမထေသားနမိဖုရားရတနာတထေးရတနာပါးကြီးရတနာဆိုတာ ယတနာခုနှစ်ပါးနဲ့ပြည့်စုံတဲ့စัจ जा မင်းကြီးရှိတယ်။အဲ့တော့ဒီနေ့တော့စัจ जा မင်းကြီးဒီကိုတိုင်းစုံပြည်သားမှာတိုင်းစုံပြည်နာမှာရှိတဲ့နော်သောတော်ကမြို့ဟုတ်လားအဲ့ဒီမြို့တစ်မြို့ကလို့သူတို့မြို့မှာနော်အုပ်ချုပ်မဲ့လူမရှိဘူးမရှိတဲ့အတွက်ကြောင့်ဒီရှင်မင်းကြီးဒီစัจ जा မင်းကြီးဒီလာပြီးတော့နော်အုပ်ချုပ်မဲ့လူတောင်းတာနော်မှာတော့လက်အောက်ခံနေသားပေသားတယောက်ပေးပါပေါ့အဲ့လိုတောင်းတဲ့အချိန်မှာအဲ့ဒီမင်းကြီးက သူ့ရဲ့သားတွေများစွာတဲကမင်းသားတယောက်ကိုပေးလိုက်တာရော့ဒါမင်းတို့ရဲ့အရှင်သခင်တို့အောက်မေ့ပြီးတော့နော်မင်းတို့မင်းတို့ကိုအုပ်ချုပ်မဲ့လူလို့အောက်မေ့ဆိုတော့ပေးလိုက်တယ်အဲ့တော့ဒီလိုလိုက်သွားမင်းသားလိုက်သွားလိုက်သွားတဲ့ဟိုရောက်တဲ့အခါကျတော့မင်းသားကနော်မကောင်းတဲ့မိရွှေတွေနဲ့ပေါင်းပြီးတော့နော်မူးယူတောက်စားနေတယ်တဲ့တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်မအုပ်ချုပ်မြို့ကိုကောင်းကောင်းမွန်မွန်မအုပ်ချုပ်နော်မကောင်းတဲ့မိရွှေတွေနဲ့မိရွှေပြက်တွေနဲ့ပေါင်းပြီးတော့သူဘာဖြစ်နေတော့ မူးယူနေတယ်တဲ့အဲ့လိုမူးယူနေတဲ့အခါတိုင်းပြည်ကဒီမြို့ကတခါတည်းမခံနိုင်တော့ဘူးနောက်အုပ်ချုပ်တဲ့လူကတရားမဲ့လာပြီဆိုတဲ့အခါကျတော့မခံနိုင်တော့ဘူးမခံနိုင်တော့သူ့လည်းဘာမှမပြောရတဲ့အခါကျတော့သူတို့ငကောကဘုစုတွေကတောင်းလာတော့စကြဝဠာမင်းကြီးတွေကတောင်းလာတာတောင်းလာတော့စကြဝဠာမင်းကြီးတွေကိုသွားပြီးတော့နော်အရှင်မင်းကြီးပေးလိုက်တဲ့